ွားပို့စားတယ်သွားကျင်တယ်သွားမှာအပေါက်တွေဖြစ်နေတယ်ဆိုတာခလေးတွေမှာအရန် ဖြစ်များတဲ့အရာတစ်ခုပါခလေးတွေဆိုတာကလည်းအချို့ဆိုတိတ်ကြိုက်ပြီးတော့အစားအသောက်တွေစားပြီးတဲ့အခါတိုင်းမှာလေပလုတ်ကျင်လေးမရှိတဲ့အပြင်ညာညာအိယာဝင်ကနေသွားတိုက်ဖို့လည်းပြင်ကြရလေဒီလိုနဲ့သွားပို့စားတာရေးသွားကြိုက်တာတွေဖြစ်တဲ့ကြပါတယ်ဒီနေ့ဗီဒီယိုလေးထဲမှာတော့ခလေးတွေကိုသွားပို့စားစေတဲ့အစားအစာလေးတွေကိုတတိယဆင့်ကျင်နိုင်မှုအတွက်ပြပြပေးလိုက်ပါတယ်ရှင် ထမအောင်သူတစ်ခုကတော့ဖျော်ရည်တွေပါ မူရောအဖြစ်အချို့ရေနို့ဆိုတာပါတဲ့ဖြော်ရည်တွေနဲ့အတင်းတော့ဖြော်ရည်ဘူးတွေဆိုတာကအချို့ကြိုက်တဲ့ကလေးတွေထိတ်ဆုံးကစားတဲ့အစားအသောက်တွေပါဒီဖြော်ရည်ဘူးတွေကအချို့ကဲတဲ့အပြင်သွားကြွေလော်တွေကိုဖျက်ဆီးတဲ့ဓာတ်တွေပါဝင်နေတဲ့အတွက်ကြောင့်မို့လို့ကလေးရဲ့သွားတွေကိုပိုးစားစေမှာဆိုတာကတော့လုံးဝကိုမလွဲပါဘူးเนาะနောက်တစ်ခုကတော့ toffee တကြားလုံးပါဒါတွေကကလေးတွေအကျိုက်ဆုံးသိရစာဆိုတာကိုအားလုံးသိကြမယ်ထင်ပါတယ်တကြားလုံးဆိုမှတော့အချို့များမယ်ဆိုတာအားလုံးသိကြမှာပါဒီတကြားလုံးနေ toffee တွေဆို တာကကလေးတွေလည်းကြိုက်တယ်လို့ဂရင်းတွေကဘက်တီးရီးယားတွေအကြိုက်လည်းဖြစ်ပါတယ်။ဒါကြောင့်မြင်းများစားလေလေသွားပိုးစားလေလေပါပဲနော်။နောက်တစ်ခုကတော့ကစီဒက်များတဲ့အစာအစာတွေပါ။သမင်းအာလူပါမုတ်ဒီလိုမျိုးကစီတဲ့များတဲ့အစားအသောက်တွေကစားလိုက်လို့ရှိရင်ဂရင်းထဲမှာစိတ်ကက်နေပြီးတော့သွားကြတယ်လဲမျက်စိရဲ့အတွက်ကြောင့်မို့လို့သွားပိုးစားခြင်းကိုဖြစ်စေမှာကမလွဲပါဘူးเนาะနောက်တစ်မျိုးကတော့တတိယူပါ စတော်ဘယ်ရီကိုနနေယူလို့ဆိုတာကမှုမွေးလေးနဲ့စားလို့လေကောင်းတဲ့အတွက်ကြောင့်မူလို့ခလေးတွေကြိုက်တဲ့အစားအစာတွေပါပဲအသီးတွေဆိုတော့ကျန်းမာရေးအတွက်ညံ့ညွတ်တယ်ဆိုပေမဲ့လေသူတို့မှာပါဝင်တဲ့တခြားဓာတ်အများကြီးကသွားပိုးစားတာကို ဖြစ်စေနိုင်ပါတယ်နော်နောက်တစ်မျိုးကတော့ပီဇာကစ်တွေကွကီးတွေပါ သေစာအဖြစ်ပါလေရပွဲတိုးတဲ့ဒီဘစ္စကစ်တွေကွကီးတွေဆိုတာကလည်းစားလိုက်လို့ရှိရင်ဂရင်းတွေကိုကတ်နေစေပြီးတော့အသေးချာသွားမတိုက်ဘူးဆိုရင်တော့ဂျန်နေတက်တာကြောက်ကြောင်းမို့လို့သွားပူစားခြင်းကိုဖြစ်စေမယ်ဆိုတာကတော့လုံးဝကိုသိကြပါရယ်နော်နောက်တစ်မျိုးကတော့ဂျယ်လီပါခလေးအကြိုက်ပုံစံမျိုးစုံရောင်စုံထုတ်ထားတဲ့ဂျယ်လီတွေမှာကတကြားနဲ့တာရှိကံပစ္စည်းတွေပါဝင်နေတဲ့အတွက်ကြောင့်မို့လို့ကျန်းမာရေးအတွက်ရောသွားနေဂရင်းကိုရောဒုက္ခပေးတဲ့အစားအစာတွေပါနော်ပြောရမယ်ဆိုလို့ရှိရင်တော့ခလေးအကြိုက်ဖြစ်အောင်ထုတ်ထားတဲ့အချို့ကဲတဲ့သေစာအလို ုံးကသွားပိုးစားခြင်းကိုဖြစ်စေရလို့ပြောလို့ရပါတယ်။ဒါတွေကိုခလေးတွေကမစားဘဲလဲမနေနိုင်ကြဘူးဆိုတော့သူတို့လေးတွေကိုသွားပိုးမစားအောင်ဘယ်လိုလုပ်ပေးကြမှာလဲ။သွားတိုက်တဲ့ကသွားပိုးစားခြင်းကိုအဓိကကောက်ကွယ်ပေးတဲ့အရာပါပဲ။ဒါကြောင့်ခလေးကိုနီလက်မှန်တဲ့သွားတိုက်နီပုံစံနဲ့တိုက်တဲ့အောင်မိပါတွေဘက်ကသင်ပေးရမယ့်အပြင်သွားတိုက်ဖို့မပြင်းအောင်လည်းစီကန်းတွေချက်ထားပြီးတင်းကျပ်ပေးမှရမှာပါလို့ပြောရင်းနဲ့ပဲဗီဒီယိုလေးကိုညီကုန်းချုပ်လိုက်ပါတယ်နော်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။